ော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လို့တော့နံပါတ်၁လောကဘဝယတ္တိဟုအတွက်အသိပညာနဲ့ကြိုးပမ်းအပ်ဖို့နံပါတ်၂ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာ အာလုံးနဲ့မျှဝေသုံးသွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်၃ အခွင့်အရေးသာလို့အောင်မြင်ကြီးွားလာတဲ့အခါစိတ်တက်တီးတီးငိမ့်ငိမ့်ထားပြီးတော့ဘဝမမြင့်မှုဘဝမမြင့်မဲနဲ့စိတ်တက်တီးငိမ့်စွာထားနိုင်မှုသရုပ်ထအချက်ကကြာဆုံးကရောက်တဲ့အခါမှာစိတ်နှလုံးတုန်လို့ပြီးစိတ်တက်မကြဘူးအဲ့ဒီတရားလေးပါကိုတာထုတရားလေးပါလို့လည်းခေါ်တယ် ဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးအဲ့တော့ဘုရားမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်လေးချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုယ်ထိကြောက်ပြီးတော့နေရမယ်ဆိုတာကမသားတဲ့နေပေါ့နော်လောကမှာထွက်ခွာခြင်းလောကကြီးဟာ ဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးကအဆုံးသတ်မကောင်းဘူးဆက်လန်းနေမှာတော့ဟိုအလွန်အဆွေနဲ့ဒီကုန်းချုပ်တဲ့ဆက်လန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်တဲ့ဆက်လန်းလည်းရှိတယ်ဟောကမတီတို့ treasury တို့ဆိုတာ ဘဝမှာတော့ပျော်ရွှင်မှုနဲ့ဒီကုန်ချက်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့အဆုံးသတ်တဲ့အတွက်ကြောင့်အကောင်းနဲ့အဆုံးသတ်တဲ့ဘဝဇာလံဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲအဆုံးသတ်တာပဲတကယ်ဘဝဇာခုမှာအဆိုးဆုံးပဲနောက်ဆုံးမှာဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့ကြုံပြုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြားရှိစွာရတ္တန်တွေရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်